ဒီနေ့ဆက်လက်တင်ဆက်ပေးခြင်းတဲ့သတင်းဆောင်ပါတပုတ်ကတော့ဘန်ကောက်ပို့စ်မှာပေါ်ပြပါရှိတဲ့ Support the People Revolution ဆိုတဲ့ဒဇင်မောင်ရေးသားတဲ့ဆောင်ပါတပုတ်ကိုတင်ဆက်ပေးလိုပါတယ်မြန်မာနိုင်ငံမြောက်ဘက်အိန္ဒိယနိုင်ငံရဲ့တော်လန်ပြောင်းလဲမှုခီးစဉ်နဲ့စင်တူတဲ့အရေးကြီးလာပြီးအောင်မြင်ဖို့လေအလားလာကောင်းတဲ့ တမိုင်းဝင်လမ်းစုံလမ်းကွက်ရှိနေပါတယ်တရုတ်ပြည်သူတမ္ပရနိုင်ငံတီထောင်ခြင်းဖြင့်အဆုံးသတ်နိုင်ခဲ့တဲ့တရုတ်ပြည်သူတို့ရဲ့တော်လှန်ရေးကြီးတရုတ်ပြည်ပြည်တွင်းစစ်အတွင်းခက်ခဲရှုပ်ထွေးကြမ်းတမ်းခဲ့တဲ့1929 1949ခုနှစ်အကြာကာလကိုတရုတ်ခေါင်းဆောင်များ ပြန်လည်အမှတ်ရကြပြီးမှာပါ တရုတ်ပြည်သူများရဲ့ဆန္ဒထက်မိမိတို့ရဲ့ကိုယ်ပိုင်လှုပ်ဆောင်လူဒီများကို ပိုစိတ်ဝင်စားတဲ့နိုင်ငံရဲ့ချာပါဝါများရဲ့ထောက်ခံကူညီပေးမှုကိုရနေတဲ့ဖိနှိပ်ချုပ်ချယ်တဲ့အာဏာရှင်အစိုးရကိုကြမ်းကြမ်းခံဆန့်ကျင် တိုက်ပွဲဝင်ရတဲ့ခါတိတဲ့ရုံးကံမှုအတွင်ခန္ဓာရင်ရှိမှုနဲ့ဆုံးဖြတ်ချက်ခိုင်မာမှုတို့ရဲ့အရေးပါတဲ့မှတ်တိုင်တစ်ခုဖြစ်တဲ့ခရီးချေခြစ်တက်ပွဲကို တရိယာကြပါလိမ့်မယ်ဒီကနေ့မြန်မာနိုင်ငံရဲ့တမိုင်းဟာအလားတူအခိုက်အတန့်မျိုးကြုံတွေ့ဖြစ်သန်းနေရပါတယ်ချန်ကီရှိတ်လက်ထက်ကကူမင်တန်နဲ့ဆက်နွယ်တဲ့အာနာရှင်စနစ်နဲ့စရုပ်ချုပ်ရေးအောက်ရှိ ရောက်ရှိနေခြင်းကာလကို ပြန်လည်အမှတ်ရစေအောင်အောင်မင်းမြမဆေအာနာရှင်တို့ဟာလည်းဖိနှိပ်အကြမ်းဖက်နေကြသည်ဖြစ်ရာထိုအာနာရှင်ကိုမြမပြည်သူများကစန့်ကျင်တွန်းလှန်နေကြပါတယ် မြမတော်လန်ကြီးဟာနိုင်ငံရဲ့ချားပါဝါတို့ရဲ့ဆန္ဒကြောင့်မဟုတ်ငင်းချမ်းကြီးတာယာဝါပြောရင်းနဲ့တရားမျှတမှုရရှိရန် UTP မြမပြည်သူများရဲ့ဆန္ဒအတိုင်းအကောင့်ထဲပေါ်ခြင်းသာဖြစ်ပါတယ်ဒီဒေါ်လာရခီးဟာတရုတ်ပြည်သူ ံမရနိုင်ငံထူထောင်ရေးကိုဥတီအထမြောက်စေခဲ့တဲ့တောင်သူလယ်သမားနဲ့အလုတ်သမားလှုပ်ရှားမှုမှာတရုတ်ပြည်သူခေါင်းဆောင်ကြီးမော်စတီတုံးတို့ပေးရတဲ့အရေးကြီးတဲ့ထောက်ခံမှုနဲ့ရှင်ထိုးတွေးမြင်စရာဖြစ်ပါတယ်တရုတ်နိုင်ငံရဲ့အချုပ်ချာအာဏာတည်ငြိမ်ရေးနဲ့ကိုပိုင်းပြားတန်းကွင်းတို့အတွက်တိုက်ပွဲဝင်ခဲ့ရတဲ့တော်လန်ยีခရီးဟာတရုတ်ပြည်သူများရဲ့ လူအပ်ချက်နဲ့ဆန္ဒများဘော်တွင်သာအကြောင်းရင်းခံအမြင့်တွဲခဲ့ခြင်းဖြစ်ခဲ့ပါလေ။ထိုနည်းတူစွာပင်မြန်မာနိုင်ငံဟာလည်းတူညီသောလမ်းစဉ်အတိုင်းရှောက်လှမ်းမှုမျှော်မှန်းပါလေ။လမ်းမများပေါ်မှာငိမ့်ချမ်းသေးဖို့စွာ ကြွေးကြော်ဆန္ဒပြပွဲများထုံမတဆင်လက်လုံလက်နက်များနဲ့စတင်ခဲ့တဲ့လှုပ်ရှားမှုဟာယခုအခါမှာရှစ်တောင်အာရှရဲ့အကြီးဆုံးစစ်အင်အားရှိတဲ့စစ်တပ်များတဲ့က စစ်တပ်တစ်ခုတနိုင်ငံလုံးအနဲ့ချိတ်ဆက်ထိုးစစ်ဆင်မှုအထိလှုပ်ဆောင်လာနိုင်ပြီဖြစ်တဲ့အီတော်လန်လှုပ်ရှားမှုကြီးဟာပြည်သူလူထုရဲ့ဇွဲတက်သည့်စမ်းသစ်တီထွင်မှုနဲ့အနိုင်မခံရှုံးမပေးတဲ့တန်တိတ်ထံများနဲ့အဆင့်ဆင့်ကြီးထွားရင့်မဲ့လာခဲ့ခြင်းဖြစ်ပါတယ် နိုင်ငံတကာတိုင်းဝမ်ကမြန်မာနိုင်ငံနဲ့မိကဲ့သို့ဆက်ဆံသင့်ကြောင်းစဉ်းစားကြရမှာတော်လန်ยีလှုပ်ရှားမှုကြီးဟာအောင်မြင်နိုင်မဲ့အခြေအနေမှာရှိနေပါတယ်။ငင်းငင်းရင်းနဲ့တင်းငင်းရေးသို့သွားတဲ့တခုတည်းသောလမ်းကြောင်းလည်းဖြစ်နေပါတယ်။စစ်ဗိုလ်ချုပ်များနဲ့မတူပဲဤလှုပ်ရှားမှုကြီးကို2020ခုနှစ်ပြည်လုံးကျွတ်ရွေးကောက်ပွဲတွင်ပြည်သူများကရွေးချယ်တင်မြှောက်ထားတဲ့လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ဦးဆောင်ခဲ့ပါတယ်။ မြမပြည်သူများဆစ်အာနာရှင်အုတ်ချုံမှုကို လုံးဝလက်မခံတော့ကြောင်းမအောင်မြင်မချင်းမိသည့်အခါတွင်မှရက်တန့်ပြင့်ပြီးမဟုတ်တဲ့ဆစ်အာနာရှင်စန့်ကျင်ရေးပြည်သူတော်လှန်ရေးကြီးကို ထောက်ခံကြောင်း အစဉ်သဖြင့်ရက်တီလျက်ရှိပါတယ်တို့တော့ပြည်သူများရဲ့ရည်မှန်းချက်မှာအကျန်းဖတ်စစ်တပ်ကိုတရောက်မကြံတုတ်တင်ရှင်းလင်းရမဟုတ်စစ်တပ်ကိုပြည်သူဝန်ကိုထမ်းပြီးဝန်ဆောင်မှုပေးတဲ့ ရွေးကောက်ခံရတဲ့အစိုးရထံတာဝန်ခံမှုရှိတဲ့ professional ကြတဲ့ institution တရဲ့အဖြစ်အသွင် ပြောင်းဖို့ဖြစ်ပါတယ်မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးကြတဲ့ကခက်ခဲကြမ်းတမ်းတဲ့တမိုင်းမှာ အထက်ပါအခြေအနေမျိုးကိုတခါဘူးမြမတွေ့ကြုံခဲ့ရဘူးတော်လဲအီယီမန်းချက်မှာ ပြင်းထန်အဆွန်းရောက်ခြင်းမဟုတ်ပါဘူးထို့သောအနာဂတ်မြုံမှန်းချက်ဟာကံအကျိုးတူအတိုက်ဝန်းအတွက် တရုတ်နိုင်ငံရဲ့မျှော်မှန်းချက်နဲ့လဲကိုက်ညီပါတယ်မြန်မာနိုင်ငံတွင်တည်ငြိမ်ရေးဟာဒေတာတွင်အထူးသဖြင့်တရုတ်နိုင်ငံရဲ့ရေးရှိတည်ငြိမ်ရေးနဲ့တာယာဝါပြောရေးအတွက်အဓိကကျလာပါတယ်မြန်မာညညရေးဆိုရ NUG ဟာမြန်မာနိုင်ငံမှာလက်ရှိဖြစ်ပေါ်နေတဲ့အကြမ်းဖက်အခြေအနေများကို ငင်းငင်းစွာဖြည့်ရှင်းစေလိုတဲ့တရုတ်နိုင်ငံရဲ့ဆန္ဒကိုအတိမတ်ပြုတ်သလိုအရေးကြီးလာတဲ့တာယာဝါပြောတဲ့စီးပွားရေးမိဖတ်အဖြစ် ပြန်လည်ထူထောင်ရန်ဆန္ဒရှိပါတယ်။သို့သောမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ပြိပခများရဲ့အဓိကကျူးလွန်သူ လက်တယ်တရခံမင်းအောင်လှိုင်ဟာ ။တမရရှိချင်းဖင်ကလူသိရှင်ကြားထိတွေ့ဆက်ဆံမှုဟာမြန်မာနိုင်ငံမှာရရှိရန်တရုတ်ကကြိုးစားနေတယ်လို့ဆိုတဲ့တည်ငြိမ်မှုကို ထိခိုက်ပြက်ပြားစေပါတယ်။အရက်သားများအရက်သားများနေ့စဉ်တက်ဖြတ်မှုအတွက်တာဝန်ရှိတဲ့ရက်ဆက်ကျန်းကျုပ်လှတဲ့စစ်ကောင်းဆောင်တဦးနဲ့ထိတွေ့ဆက်ဆံမှုကြောင့်တရုတ်မြန်မာဆက်ဆံရေးကိုရေတူနဲ့ရေရှည်မှာတိတိတသာထိခိုက်စေနိုင်ဒီမှာအလွန်စိုးရိမ်ပွဲ ဖြစ်ပါတယ်။ထို့ပြင်အပေါ်ရန်ဆန်သောယာယီအပြစ်ခတ်ရစဲရင်များဟာပြိပခါကိုရှေးကြစေုံသာဖြစ်ပြီးတက်ကြွတဲ့မိသည့်စီးပွားရေးမိဖက်ဆောင်ရွက်မှုကိုမဆိုအစ်စ်တဖန်ပြန်လဲထူထောင်ရေးလှုပ်ဆောင်ဖို့ဟန်တာ ဖြစ်စေပါတယ်။ဤသို့သောအတင်းကျပ်ဆောင်ရွက်မှုများဟာအာနာသိန်းစစ်အုပ်စုရဲ့ရက်ဆက်ကြမ်းကြုတ်မှုများကိုဒေတာတစ်ခုမှနောက်တစ်ခုရွှေ့ပြောင်းမြတ် ရွှေပြောင်းယုံများတာဖြစ်စီပြီးရေရှည်တီမြဲတဲ့တည်ငြိမ်မှုစီကိုတွားမဲ့တခုရီးသောလမ်းကြောင်းဖြစ်တဲ့တော်လန်ရေးလှုပ်ရှားမှုကြီးကိုထိခိုက်စေပါတယ်အဆုံးစွန်အားဖြင့်ဤလှုပ်ရက်များဟာတရုတ်နိုင်ငံမှ အောင်မြင်ရရှိစီလူကြောင်းပြောနေတဲ့တိုးတက်မှုကိုပင်ထိခိုက်စေပါတယ် ရင်းစာတရုတ်နဲ့မြန်မာကြားတည်ရှိနေတဲ့ဆွေမျိုးပေါက်ဖို့ဒါမှမဟုတ်ညီအကိုဆက်ဆံရေးကိုတရုတ်နိုင်ငံကဂုံယူလေးစားသင့်ပြီးမြန်မာနိုင်ငံမှာတရုတ်ရဲ့ထိတွေ့ဆက်ဆံမှုဟာမြန်မာပြည်သူလူထုရဲ့မျှော်မှန်းချက်များနဲ့ကိုက်ညီစေရန်ဆောင်ရွက်သင့်ပါတယ်တရုတ်ဟာအကြမ်းဖက်ဆေးအုပ်စုရဲ့သွေးခွဲအနိုင်ယူမဟာဗျူဟာမှာကူညီပေးခြင်းကိုရှောင်ရှားသင့်ပြီးအမျိုးသားညွညွရေးအစိုးရ NUG အပါအဝင်မြန်မာနိုင်ငံရှိ နိုင်ငံရေး အတံများအားလုံးနဲ့ထိတွေ့ဆက်ဆံဖို့အလေးနက်စဉ်းစားတင်ပါတယ်။မြို့သားညညွေးရေးဆိုရ NUG နဲ့ပြည်သူ့ကာဝေးရေးတက်မတော် PDF တို့ဟာမြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးရရှိရန်အဓိကကြတဲ့အခန်းကဏ္ဍမှာရှိပါတယ်။ကြီးမားတဲ့တရုတ်ရင်းနှီးမြုပ်နှံမှုများရှိတဲ့မြန်မာနိုင်ငံရှိဒေသများမှာအမျိုးသားညညွေးရေးဆိုရ NUG နဲ့ ပြည်သူကာကွယ်ရေးတပ်မတော် PDF များနဲ့ပူးပေါင်းဆောင်ရွက်တဲ့ဆက်ဆံရေးများဟာထိုအကျိုးစီးပွားများကို အကာအကွယ်ပေးဖို့ပဓာနကျပါတယ်။တည်ငြိမ်ရေးဟာအလုံးအတွက်အရေးကြီးတဲ့အတွက်ကြောင့်မြန်မာနိုင်ငံလူမျိုးရေးအတွက်တော်လန်လှုပ်ရှားမှုကြီးဟာတရုတ်ရင်းနှီးမြှုပ်နှံမှုများ အနောက်ရှက်မဖြစ်အောင်ကာကွယ်ခြင်းကိုဦးစားပေးစဉ်းစားပေးမှာဖြစ်ပါတယ်။ မိတို့ပင်စူးစီကမှု ပုံမူကျဲပြန့်တဲ့တော်လိုင်းလှောက်ရှားမှုနဲ့မြို့သားညွညွေးဆိုရ NUG ကိုလက်ခံကြိုးဆိုရမယ်အစားစစ်ဘက်ကြိုးစည်းဝါများနဲ့ပူးပေါင်းဆောင်ရွက်ဖို့ပြည်တွင်းရှိအဖွဲ့အစည်းများအပေါ်တရုတ်ရဲ့ဖိအားပေးမှုနဲ့ပတ်သက်ပြီးစိုးရိမ်ပူပန်ပွဲသတင်းများထွက်ပေါ်နေပါတယ်။ယင်းအားတရုတ်နိုင်ငံရဲ့ကာလရှည်ကြာ ထိမ့်သိမ်းခဲ့တဲ့ဝင်ရောက်မဆွတ်ဖက်ရေးမှုကို ပြက်ပြားစေယုံနာမကက မြန်မာနိုင်ငံတည်ငြိမ်ရေးနဲ့တရုတ်နိုင်ငံရဲ့မဟာဗျူဟာမြောက်အကျိုးစီးပွားများကိုထိခိုက်စေပါတယ်။အခြေခံအဖြစ်တရုတ်နိုင်ငံဟာတပရိပခလွန်ဖြည့်ရှင်းမှုအတွက်တော်လန်ရေးဘက်မှဥဆောင်တဲ့အစိုးရလက်ထဲမှာပုံမူတည်ငြိမ်မီလားဒါမှမဟုတ်အကြမ်းဖက်ဆက်အနာရှင် စနစ်အောက်မှာပုံမူတည်ငြိမ်မီလားနှစ်မိသည့်အုပ်စုက နိုင်ဂျီပူများသည်နီဆိုတဲ့အရေးကြီးသော မေးခွန်းနှစ်ခုကိုရင်ဆိုင်နေရပါတယ် လွန်ခဲ့တဲ့၄နှစ်တာကာလအတွင်းလွတ်မြောက်ရေးအတွက်တိုက်ပွဲဝင်နေတဲ့တော်လန်ရေးတပ်ဖွဲ့များအောက်မှာရဲသားတပိုင်းအုပ်ချုပ်မှုဟာအကြမ်းဖက်စစ်တပ်ရဲ့ထိန်ချုပ်နယ်မြေထက်ပုံမူတည်ငြိမ်ပြီးစီးပွားရေးရရှင်သန်လျက်ရှိပါတယ်စစ်တပ်အာဏာရနေသည့်မြန်မာပြည်သူများရဲ့တိုက်ပွဲများရက်တန့်မီမဟုတ်ပါဘူးအကြမ်းဖက်စစ်တပ်ရဲ့ထိန်ချုပ်မှုအောက်မှာရှိတဲ့နယ်မြေဧရိယာဟာတနေ့ထက်တနေ့ယောနယ်လာနေသည်ကိုရှင်းလင်းစွာမြင်နေရပါတယ် ယခုကအကျန်းဖတ်စစ်တပ်ဟာနိုင်ငံရဲ့လေးပုံ တပုံလောက်ကသာထိမ့်ချုပ်ထားနိုင်ပါတယ်အကျဉ်းချုပ်ပြောရရင်အကျန်းဖတ်စစ်တပ်ဟာရှုံးနိုင်ခြေရှိတယ်လို့ရှုံးလဲရှုံးနိုင်မှာဖြစ်ပါတယ်အဲ့ဒီအခြေအနေဟာတရုတ်အတွက်ပိုကောင်းတဲ့ရလက်ဖြစ်ပါတယ်တရုတ်နိုင်ငံမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF များအပါအဝင် အစုဖွဲ့များအားလုံးနဲ့အပြူသဘောဆောင်စွာ တန်းသူညီများစွာထိတွေ့ဆက်ဆံသင့်ပါလေငင်းညံမီတာယာဝါပြောတဲ့မြန်မာနိုင်ငံရဲ့အနာဂတ်မျော်မှန်းချက်ကိုထောက်ခံခြင်းဟာမြန်မာပြည်သူများအတွက်သာမက တရုတ်နိုင်ငံနဲ့ဒေသတွင်းတစ်ခု လုံးအတွက်ပါအပြန်အလှန်အကျိုးရှိစေမယ့်မဟာဗျူဟာတရက်ဖြစ်ပါလေဂုံဒိတ်ခါတာယာဝါပြောမှုနဲ့တရားမျှတမှုတို့ဖြင့်ဖွင့်ဆိုထားတဲ့အနာဂတ်အတွက်တိုက်ပွဲဝင်နေတဲ့မြန်မာပြည်သူ လူထုကြီးဟာ တော်လန်ရေးကြီးအတွက် ပြက်ပြက်သားသားတန်ဋိဌံချထားကြပြီဖြစ်ပါလေရှေးဆဲရမဲ့လန်းဟာကြမ်းတမ်းတော်လေပြည်သူတို့ရဲ့ဆန္ဒခိုင်မာစွာ အခြေခံတဲ့အနာဂတ်ဖြစ်မှသာလျှင်စစ်မှန်သောထာဝရငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုကိုဆောင်ကျင်းပေးပါလိမ့်မယ်ပြည်သူတို့ရဲ့တရားသောစစ်မုတ်ချအောင်ရမယ်